မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Life Fun Talk Channel မှာကြိုဆိုပါရစေဒီနေ့မိတ်ဆွေများကို Project Management Learning Program Series နဲ့ပတ်သက်ပြီးနောက်ထပ်မျှဝေပေးခြင်းနဲ့ကောင်းစဉ်တစ်ခု topic တစ်ခုကတော့ Resource Planning ရဲ့အရေးကြီးတဲ့ဘိုင်းတစ်ပိုင်းဖြစ်တဲ့ Human Resource Planning ဘိုင်းကိုကျွန်တော်တို့ဒါမျှဝေပေးခြင်းပါတယ်ဒီတော့ project တစ်ခုကိုကောင်းတယ်ပေါ်တဲ့အခါမှာကြီးရောက်တဲ့ resource နဲ့အရင်းမြစ်နဲ့ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုဒါကအရေးကြီးတဲ့အပိုင်းတစ်ပိုင်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအရင်းမြစ်တွေကိုစီမံခန့်ခွဲဖို့အတွက်အသုံးပြု ဖို့အတွက် planning လုပ်တဲ့အပိုင်းမှာ resources ကအပိုင်းတစ်ပိုင်းဖြစ်တဲ့ human resource လို့ခေါ်တဲ့ဝန်ထမ်းရေးရာ labor လို့ခေါ်တဲ့အလုပ်သမားရေးရာနဲ့ပတ်သက်တဲ့စဉ်းစားရမယ့်ချက်တွေအားလည်းကျွန်တော်တို့အရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်။ဒါကိုစရင်းတကျသုံးချနိုင်မှနေရာချတာသုံးဆွဲနိုင်မှကြီးရောက်အောင်မြင်တဲ့ project စီမံခံမှန်းမှုအနေအထားတစ်ခုကိုကျွန်တော်တို့ကဖန်တီးနိုင်မှာဖြစ်ပါတယ်။ဆိုတော့အကြံဉာဏ်အားဖြင့်ကျွန်တော်တို့ဒီအပိုင်းကိုလေ့လာတဲ့အခါမှာကျွန်တော်ဆုံးသိရမယ့်ချက်က project management ရဲ့ resource planning ဆိုတာပါလေ resource planning မှာ ချက်များအားဖြင့်ဘာတွေပါဝင်မလဲတအားကျွန်တော်တို့နားလည်ဖို့လိုတယ်။နောက်တစ်ချက်ကတော့ resource planning မှာမှအရေးကြီးတဲ့အပိုင်းတစ်ပိုင်းဖြစ်တဲ့ human resources လို့ခေါ်တဲ့ labor ဝန်ကြီးရေးရာစီမံခန့်မှန်းမှုပိုင်းအလုပ်သမားရေးရာသုံးစွဲမှုပိုင်းနဲ့ပတ်သက်တဲ့ planning ဆိုတာကပါလေ။အဲ့တော့ဒီဝန်ကြီးရေးရာအလုပ်သမားရေးရာ human resources planning စီမံချက်ရေးဆွဲတဲ့အပိုင်းမှာ planning လုပ်တဲ့အပိုင်းမှာဘယ်လိုအဆင့်တွေပါဝင်မလဲ။ဘယ်လိုစိန်ခေါ်မှုတွေဘယ်လိုချဉ်းကပ်ပုံတွေကျွန်တော်တို့စဉ်းစားဖို့လိုတယ်။အထူးကသိရမယ့်ချက်တွေကပါ ာတွေလဲဒါကိုကျွန်တော်တို့အဓိကအားဖြင့် focus လုပ်ပြီးတော့ကြည့်သွားမှာလေ့လာသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးကြည့်ချင်တဲ့အဓိက highlight လုပ်ချင်တဲ့အပိုင်းကတော့ resource planning ဆိုတာဘာလဲဆိုတဲ့အပိုင်းဖြစ်ပါတယ်အဓိကအားဖြင့် project တစ်ခုကိုကျွန်တော်တို့ကအောင်မြင်အောင်အကောင့်ထဲပေါ်ရမယ်ဆိုရင် project တစ်ခုကိုအကောင့်ထဲပေါ်ဖို့ချင်းကတ်တော်မယ်ဆိုရင်လောက်ရမယ်စင်တစင်ထဲမှာအဓိကအားဖြင့်ပါဝင်တဲ့ ချက်တစ်ခုကတော့ဘလို resource လိုအပ်တယ်လေဒါကိုကျွန်တော်တို့စဉ်းစားဆုံးဖြတ်ဖို့လိုပါတယ်ဥပမာအဖြစ် material ရဲ့အသုံးပြုမဲ့ကုန်ကျန်းပစ္စည်း equipment စပစ္စည်းကရိယာ labor ပုံဆွဲမဲ့အလုပ်သမားဝန်ထမ်းအင်အားဒါတွေကိုစရင်းတစ်ချကျွန်တော်တို့ကဘလောက်အရေးအတွက်သုံးမယ်ဘယ်အချိန်မှာဘာကိုသုံးမယ်ဆိုတာကို resource planning ဘိုင်းမှာကြိုတင်တွက်ချက်ဆိုဖြတ်နိုင်မှုလိုပါတယ်။ဒါမှသာ project တစ်ခုဟာသူ့ချိန်နဲ့သူပြင်ပြစွာအောင်မြင်ပြီးမြောက်နိုင်မှာဖြစ်ပါတယ်။အဲ့တော့ resource planning ရဲ့အဓိကရည်ရွယ်ချက်ကတော့ resource သုံးစွဲမှုကို ိုကြီးကြီးရောက်ရောက်ကြီးကြီးလေးလေးနဲ့အကောင်းဆုံးဖြစ်အောင်သုံးစွဲနိုင်ဖို့ project ကိုမြန်ဆန်ကောင်းမွန်စွာ efficiency ဖြစ်စွာကျွန်တော်တို့ဆောင်ရွက်နိုင်ဖို့တာဝန်အကြီးကရည်ရွယ်ပါတယ်အဲ့တော့ resource အမျိုးအစားတွေကိုကျွန်တော်တို့ကြည့်လိုက်ရင်အကျဉ်းများအဖြစ် resource planning မှာထည့်သွင်းစဉ်းစားရမယ် resource အမျိုးအစားတွေကတော့ပထမတစ်ခုကတော့ physical ရုပ်ပိုင်းဆိုင်ရာ resource အမျိုးအစားအဲ့တော့ဒီဘိုင်းမှာတော့ material လို့ခေါ်တဲ့ကုန်ကျန်းပစ္စည်း tools ကရိယာကျစားပလား machinery စက်ပစ္စည်းဒါတွေက physical ဘိုင်းဆိုင်ရာ resource မှာဥပမာအားဖြင့် ါဝင်မှာဖြစ်ပါတယ်။ဥပမာတချို့ကိုကျွန်တော်တို့ကြာကောက်နှုတ်တင်ပြတဲ့အပိုင်းဖြစ်ပါတယ်။အဲ့တော့ human နဲ့ sign နဲ့လူစားအရေးမြင့်တဲ့ sign နဲ့ resources ပိုင်းမှာတော့ liver အလုတ်သမားအလုတ်သမားတွေဝန်ထမ်းတွေရဲ့ကြွန့်ကျင်မှုစီမံခန့်ခွဲမှုအနေထားဒါတွေကယူမူအားဖြင့် human resource factors မှာပါဝင်မှာဖြစ်ပါတယ်။နောက်ထပ်ဒီ resource planning မှာ resource မှာပါလာမယ့်အပိုင်းတွေကတော့ငွေကြေးနဲ့ sign နဲ့ financial budget finance resources ဒီပိုင်းတွေပါမှာဖြစ်သလို project စီမံခန့်ခွဲမှုပိုင်းမှာအရေးကြီးတဲ့အချက်လက်ဤပညာ ာ software ရဒီကအားဖြင့် information နဲ့ဆိုင်တဲ့အပိုင်းတွေကလည်းဒါ resource တစ်ခုအနေနဲ့ resource တစ်ရက်အနေနဲ့ပေါင်းမှာဖြစ်ပါတ ကျွန်တော်တို့ကဒီ project တွေကိုစီပံခံခွဲတဲ့အခါမှာဒီ physical resource, human resource, financial resource, ဒီ informational resources ဒီ resource တွေကိုကြိုတင်ပြီးတော့ဘလောက်ဘယ်ချိန်မှာဘယ်ရွေးပယ်များဘယ်ပမာဏသုံးစွဲမယ်ဆိုတာကိုကျွန်တော်တို့ကြိုတင်ပြီးတော့ planning လုပ်ထားဖို့လိုပါတယ်။ဒါကအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။အဲ့တော့ resource planning နဲ့ပတ်သက်ပြီးတော့ planning လုပ်တဲ့အခါမှာအဓိကစဉ်းစားရမယ့်အဆင့်တွေကဘာတွေရှိမလဲ။ပထမတစ်ဆင့်ကတော့ identify resource needs ဖြစ်ပါတယ်။ resource လိုအပ်ချက်ကိုကျွန်တော်တို့ က်ချက်စဉ်းစားဖို့ဖြစ်ပါတယ်အဲ့တော့အခြေခံအဖြစ်ကျွန်တော်တို့က project တစ်ခုလုံးရဲ့ planning schedule planning ဒါတွေကိုကျွန်တော်တို့ကြည့်ဖို့လိုတယ် work breakdown structure လို့ခေါ်တဲ့ပါဝင်မဲ့လုပ်ငန်းစဉ်တွေကိုကျွန်တော်တို့ WBS ကိုကြည့်ဖို့လိုတယ်ဒီပေါ်မှာမူတည်ပြီးတော့မှ project task alike လုပ်ွက် alike လုပ်ငန်းစဉ် alike schedule alike ဘယ်လို resource တွေလိုအပ်မလဲဒါကိုကျွန်တော်တို့ list လုပ်ဖို့လိုပါတယ်နော်စဉ်းစားတွက်ချက်ဖို့လိုပါတယ်ဒါကအရေးကြီးတဲ့အဆင့်ဖြစ်ပါတယ်ဒုတိယအဆင့်ကတော့ resource availability ဖြစ်ပါတယ်အဲ့တော့ resource လိုအပ်ချက်ကိုကျွန်တော် ုတွက်ချက်ပြီးသွားပြီဆိုရင် results ရနိုင်ခြေကိုလည်းကျွန်တော်တို့ကစမ်းစစ်ဖို့လိုပါတယ် results ရနိုင်ခြေကရှိမရှိဒါကိုကျွန်တော်တို့ check လုပ်ဖို့လိုတယ်ဒါကဒုတိယအဆင့်ဖြစ်ပါတယ်အဲ့တော့ results ရနိုင်ခြေပေါ်မှာလည်းမူတည်ပြီးကျွန်တော်တို့ဒါစဉ်းစားသုံးသပ်ဖို့လိုပါတယ်တတိယအဆင့်ကတော့သက်ဆိုင်ရာ task alike လုပ်ကွက် alike လုပ်ငန်းဆောင်တာ alike လိုအပ်တဲ့ resource တွေကို assign လုပ်ဖို့ဖြစ်ပါတယ်အဲ့တော့လူဝင်အားဘယ်လောက်လိုမလဲဝန်ထမ်းအင်အားဘယ်လောက်လိုမလဲစက်ပစ္စည်းအင်အားဘယ်လောက်လိုမလဲ financial เนาะ budget ငွေကြေးဘယ်လောက်လိုမလဲဆိုင်ရာဆိုင် ိုင်ရာအဆိုင်လုပ်ဖို့လိုပါတယ်လိုအပ်ချက်အတိုင်းကျွန်တော်တို့ကခွဲဝေခြားခြားပေးဖို့လိုပါတယ် ။နောက်နံပါတ်၄ချက်ကတော့ monitor and adjust ဆိုတဲ့အဆင့်ဖြစ်ပါတယ်။ဒါက resource planning မှာအရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်။အဲ့တော့စဉ်ဆက်မပြတ်ကျွန်တော်တို့က resource သုံးစွဲမှုနဲ့ပတ်သက်ပြီးတော့ resource usage နဲ့ပတ်သက်ပြီးတော့ monitor လုပ်ဖို့လိုပါတယ်။နော်ဘယ်အပိုင်းမှာတော့ဝန်ထမ်းအင်အားဘယ်လောက်လိုသလဲ၊ငွေကြေးအင်အားဘယ်လောက်လိုသလဲ၊စပစ်စီအင်အားဘယ်လောက်လိုသလဲ၊ဘယ်လောက်သုံးစွဲနေသလဲ။ဒါကိုကျွန်တော်တို့လိုအပ်သလိုစောင့်ကြည့်နေဖို့လိုတယ်။လိုအပ်သလိုလည်း adjustment ပြင်ချိန်ချောင်းသွားဖို့လိုပါတယ်။နော်ဒါကအရေးကြီးတဲ့နံပါတ်၄ step ဖြစ်ပါတယ်။နံပါတ် ငါးစတက်ကတော့ကောင်းတဲ့ပေါ်တဲ့အပိုင်းမှာ efficiency ရှိအောင် resource utilization resource သုံးစွဲမှုဘိုင်းကိုထိန်းကိုဆောင်ရွက်ဖို့ဖြစ်ပါတယ်အဲ့တော့အဖိတ်စင်နေအောင်ညံဆန်းကောင်းမွန်တက်တာအောင်အလေလွဲ့ညံ့ညံ့နဲ့တိတိယောက်ယောက်ဆောင်ရွက်နိုင်အောင်လိုအပ်တဲ့ nil line တွေ strategy တွေချမှတ်ပြီးကျွန်တော်တို့ကောင်းတဲ့ပေါ်ဖို့လိုပါတယ်ဒါမှသာ project ကဖိတ်စင်နေနဲ့အလေလွဲ့ညံ့ညံ့နဲ့တိတိယောက်ယောက်ကောင်းတဲ့ပေါ်နေမှာဖြစ်ပါတယ်ဆိုတော့ဒီချက်တွေကိုကြည့်လိုက်ရင်ကျွန်တော်တို့ resource planning က project တစ်ခုကိုစီမံခန့်ခွဲတဲ့အခါမှာကောင်းတဲ့ပေါ်တဲ့အခါမှာအင်မတန်အရေး ်ကြီးရဲ့ planning တစ်ခုဆိုတာကိုကျွန်တော်တို့မြင်တာကျင်တာရှိပါတယ်။နောက်ဒီ resource planning မှာမှကျွန်တော်တို့ဒီနေ့ထပ်ပြီးတော့ highlight လုပ်ချင်တဲ့အပိုင်းက human resource planning ဖြစ်ပါတယ်။အဲ့တော့ project တစ်ခုကိုကျွန်တော်တို့က account ထဲပေါ်တော့မယ်။ project တင်းတစ်ခုဖွဲ့စည်းရဲ့ project ကိုကျွန်တော်တို့ဒါ account ထဲပေါ်ပြီးဒါဆိုရင်အရေးကြီးတဲ့အပိုင်းတစ်ပိုင်းကတော့ human resources ဖြစ်ပါတယ်။ဝန်ထမ်းအင်အားလုပ်သားအင်အားဒါကိုကျွန်တော်တို့စွန့်ကြကြစီမံခန့်ခွဲနိုင်မှုဖြစ်ပါတယ်။အဲ့တော့အရေးအစဆုံးပြောမယ်ဆိုရင်တော့ right time right place right people ဖြစ်ပါတယ်။အဲ့တော့ project မှာ လိုအပ်တဲ့ချိန်ကာလအလိုက်လိုအပ်တဲ့နေရာမှာလိုအပ်တဲ့စွမ်းရည်ရှိတဲ့လူတွေကိုကျွန်တော်တို့သုံးဆွဲနိုင်ဖို့ဟာအင်မတန်အခြေခံကြပါတယ်။အဲ့တော့လိုအပ်တဲ့ချိန်မှာလူမှန်နေရာမှာကျွန်တော်တို့မသုံးဆွဲနိုင်မှုဆိုရင် project ဒီငောင်းနေသွားနိုင်တယ်၊နောက်ချသွားနိုင်တယ်၊ဖြစ်အောင်မှုငဲသွားနိုင်ပါ။ဆိုတော့သတ်မှတ်ထားတဲ့ချိန်မှာလိုအပ်တဲ့နေရာမှာလိုအပ်တဲ့စွမ်းဆောင်ရည်ရှိတဲ့ဝန်ထမ်းလုပ်သားကိုငားရန်ခန့်အပ်ပြီးတော့စရင်းတကြလုပ်ကိုအကောင်အထည်ဖော်နိုင်ဖို့ဒီတိုင်အင်မတန်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။အဲကြောင့်မလို့ဒီ human resource planning ဘိုင်းမှာအရေးကြီးတဲ့အ နေအထားတွေကိုကျွန်တော်တို့ပြောရမယ်ဆိုရင်လုပ်ငန်းလိုအပ်ချက်နဲ့ကိုင်ကြီးတဲ့ကျွမ်းကျင်မှုရှိတဲ့အတွေ့အကြုံရှိတဲ့စွမ်းဆောင်ရည်ရှိတဲ့ဝန်ထမ်းတွေကိုကျွန်တော်တို့ခံထားနိုင်ရင်ဒါကအရေးကြီးတဲ့အပိုင်းတစ်ပိုင်းဖြစ်ပါတယ်နော်ဝန်ထမ်းတွေအလုပ်သမားတွေကိုကျွန်တော်တို့ကစနစ်တကျသူ့နေရာနဲ့သူသူကျွမ်းကျင်မှုအလိုက်ကိုင်ကြီးအောင်ခံထားနိုင်ရင်ကျွန်တော်တို့ရဲ့ဒါ project ဒီကြည့်အောင်မြန်ဆန်မှုရှိပါမယ်နောက်တစ်ချက်ကတော့လုပ်သားအင်အားပြန့်လတ်မှုသို့မဟုတ်ဝန်ထမ်းတွေကိုလူတည်တဲ့ပို့ပြီးတော့ overstaffing ပေါ့လေလုပ်သားအင်အားဝန်ထမ်းအင်အားကိုပေါင်းပွားစွာခန့်တဲ့အနေအထားမျိုးတွေဒါမျိုးတွေကိုကျွန်တော်တို့အတန်းတန်း င်းစုံရှောင်ရှားဖို့လိုတယ်။ဝန်ထမ်းအင်အားသည်ဖောက်ပွားသွားတယ်ဆိုရင်လည်းကျွန်တော်တို့ဒါမကောင်းတယ်လို့ပဲ။လုံသားအင်အားသည်လိုသလောက်မခန့်နိုင်ဘူး။ဝန်ထမ်းအင်အားမလုံလောက်ဘူးဆိုရင်လည်း labor shortages ဖြစ်မယ်ဆိုရင်လည်း project ဒီနောက်နေ့ကြာကြာမှုတွေကျွန်တော်တို့အရေးသွေးပါပိုင်းဆိုင်ရာညံပြင်းမှုတွေကျွန်တော်တို့ဖြစ်နိုင်ပါတယ်။ဆိုတော့ဒီချက်ကိုလည်းကျွန်တော်တို့ဒါတတ်နိုင်ဆုံးရှောင်ကျဉ်နိုင်ဖို့လိုတယ်။နောက်တစ်ချက်ကဝန်ထမ်းအင်အားတော့ကျွန်တော်တို့လုံလောက်တယ်။ဝန်ထမ်းအင်အားသူ့နေရာနဲ့သူခံထားနိုင်တယ်။နောက်ထပ်အရေးကြီးတဲ့အချက်ချက်ကခံထားရုံနဲ့မရပါဘူး။ကျွန်တော်တို့လုံလောက်တဲ့အခါမှာအခြေဆက်မိ မီနဲ့ tin efficiency လို့ခေါ်တဲ့ဒီအသင်းအဖွဲ့ဟန်ချက်ညီတဲ့အနေအထားမျိုးနဲ့အလုပ်လုပ်နိုင်ဖို့လိုတယ်စီမံခန့်ခွဲနိုင်ဖို့လိုတယ်ဒါကလည်းအရေးကြီးတဲ့ဒါအနေအထားတစ်ခုဖြစ်ပါတယ်ဒီအနေအထားကိုကျွန်တော်တို့မရဘူးဆိုရင်လည်းဝန်ထမ်းအင်အားလုံးတော့ပြင်မဲ့ tin efficiency အားနည်းတယ်ဆိုရင်ကျွန်တော်တို့ဒါ project ရဲ့ productivity စွမ်းဆောင်ရည်ကထင်သလောက်ရှိဖို့မတော်နိုင်တဲ့အနေအထားမျိုးတွေကျွန်တော်တို့ကြုံနိုင်ပါတယ်အဲ့တော့ human resource planning လုပ်တဲ့အခါမှာ HR ဘိုင်းကိုစဉ်းစားတဲ့အခါမှာ project management ဘိုင်းမှာဘယ်လိုအဆင့်တွေကိုကျွန်တော်တို့ထည့်သွင်းစဉ်းစားရမလဲအဲ့တော့အကြီးကကြတဲ့အဆင့်တွေကတော့ number 1ကတော့ focusing workforce requirement ဖြစ်ပါတယ်ခင်ဗျား project မှာလူအင်အားလိုအပ်ချက်တပ်သားအင်အားလိုအပ်ချက်ဝန်ထမ်းအင်အားလိုအပ်ချက်ဘယ်လိုလိုအပ်တယ်လဲဒါကိုခန့်မှန်းတွက်ချက်ဖို့လိုပါတယ်အဲ့တော့ project ရဲ့ကျွန်တော် scope ကိုကြည့်တယ် project မှာပါဝင်တဲ့လုပ်ငန်းဆောင်တာတွေနဲ့အလုပ်ပမာဏကို sensitive sensitive ပြီးတဲ့နောက်မှာတော့ကျွမ်းကျင်တဲ့ဝန်ထမ်းလုပ်သား team members အရေးအတွက် က်ဘယ်လောက်ကြိုမလဲဒါကိုကျွန်တော်တို့ခံမှန်းတွက်ချက်ကြတယ်။နောက်ဘလို့ရည်သွေးရှိတဲ့ type of skill ပေါ့နော်။ကြွမ်းကျင်မှုရှိတဲ့ဝန်ထမ်းအမျိုးအစားတွေလိုအပ်မလဲ။အဲ့တော့အရေးအတွက်နဲ့အရေးသွေးကိုကျွန်တော်တို့ဒါဆုံးဖြတ်ဖို့ခံမှန်းတွက်ချက်ဖို့တွက်ဆဖို့ဒါဒီအရေးကြီးတဲ့အဆင့်ဖြစ်ပါတယ်။နောက်ဆင်းကတော့ skill gap analysis ဖြစ်ပါတယ်။အဲ့တော့လက်ရှိရှိနေတဲ့ဝန်ထမ်းအင်အားရဲ့ existing ဝန်ထမ်းအင်အားရဲ့ကြွမ်းကျင်မှုပါရော project requirement နဲ့ project လိုအပ်ချက်နဲ့ရှင်းလိုက်ရင် ပါလေလိုအပ်မလဲအဲ့တော့လက်ရှိကုလထဲမှာဝန်ထမ်းအရေးအတွက်ပမာဏတစ်ခုရှိနေပြီဆိုရင်လည်းဒီဝန်ထမ်းအရေးအတွက်ဒီအလုပ်ကမာတွေကိုကျွန်တော်တို့ကနိုင်ရှင်သုံးသပ်ဖို့လိုတယ်လက်ရှိ project ရဲ့လိုအပ်ချက်ကိုပြည့်မီတဲ့ကျွမ်းကျင်မှုအရေးသွေးမျိုးသူတို့မှာရှိရလားမရှိဘူးဆိုရင်ဘယ်လို training တွေဘယ်လိုသင်တန်းတွေထပ်ပေးမလဲနောက်ထပ် recruitment သူစုဆောင်းတဲ့အပိုင်းဝန်ထမ်းခေါ်ယူတဲ့အပိုင်းတွေကရောဘယ်လောက်လောက်ထပ်ပြီးတော့ပမာဏဘယ်လောက်လောက်ဘယ်လောက်ထပ်ပြီးတော့ခေါ်ယူရမလဲဒါကိုလည်းကျွန်တော်တို့ဒါ planning လုပ်ဖို့ ့လိုပါတယ်နောက်တစ်ခုကတော့ staffing plan ဖြစ်ပါတယ်အဲ့တော့အချမ်းများအဖြစ်အလုပ်ပုံမှန်က project scope ကိုကြည့်ပြီးတော့ဝန်ထမ်းဘယ်နှယောက်ခံမလဲဝန်ထမ်းတယောက်ချင်းစီရဲ့ role and responsibility ပေါ့နော်အဲတာဝန်ဝတ္တရားသတ်မှတ်ချက်တွေကဘာတွေရှိမလဲဘယ်သူကဘယ်သူကို reporting လုပ်မလဲအဲ့တော့ဝန်ထမ်း structure နဲ့ဝန်ထမ်းတာဝန်ဝတ္တရားသတ်မှတ်ချက်တွေကိုလည်း staffing plan ကိုလည်းကျွန်တော်တို့ဒါ project team ထဲမှာ project account ထဲပုံမူထဲမှာကျွန်တော်တို့ရေးဆွဲသတ်မှတ်မှာဖြစ်ပါတယ်ပြီးသွားရင်တော့ဝန်ထမ်းအသစ်တွေကိုကျွန်တော်တို့ဟောယူစုဆောင်းတဲ့အပိုင်းမှာလည်းဒါ project ထဲကို onboarding ပေါ့လေစနစ်တကျဒါဝင်ရောက်ရနိုင်ရေးအလုပ်ခံထားနိုင်ရေးနဲ့အလုပ်ခံထားပြီးရင်လည်းသူ့ပိုင်းနဲ့သူ touch allocation ပေါ့လေဒီလုပ်ငန်းတော်ဝင်လုပ်ွက်ခွဲဝေပေးရေးကလည်းဒါစနစ်တကျဆောင်ရွက်ရမှာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးဆောင်ရွက်နိုင်နေဆိုရင်ဝန်ထမ်းဖွဲ့စည်းပုံနဲ့ဝန်ထမ်းစီမံခန့်ခွဲမှုပိုင်းဒီအစနစ်ကြမယ်လုပ်ငန်းတွေဒီသူကျွမ်းကျင်မှုနဲ့သူသူ့ပိုင်းနဲ့သူစနစ်တကျမှန်ကန်အောင်မြန်ဆန်အောင်ကျွန်တော်တို့ဒါကောင်းတဲ့ဖော်နိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ monitoring and evaluation ဖြစ်ပါတယ်ဒါကတော့အင်မတန်ရိုးစင်ပါတယ်အဲ့တော့ project team ဖွဲ့စည်းပြီးသွားပြီ project team ကဲမှာ manager အစပြီးအောက်ခြေအလုပ်သမားအကြည့်ပေါ့နော်အစစ်စစ် two stretcher နဲ့သူဖွဲ့စည်းပြီးသွားပြီခံထားပြီးသွားပြီတာဝန်ပေးပြီးသွားပြီဆိုရင်တော့ MME ဒီအရေးကြီးတဲ့အပိုင်းတစ်ပိုင်းဖြစ်ပါတယ်အဲ့တော့ projecting ရဲ့ performance စွမ်းဆောင်ရည်ကိုကျွန်တော်တို့ tracking လိုက်ဖို့လိုတယ် project schedule planning အတိုင်း accountable မှု planning ဘောကိုအခြေခံပြီးတော့သတ်မှတ်ထားတဲ့အတိုင်းပြီးမြောက်ကြလားဒါကိုကျွန်တော်တို့ tracking လိုက်ဖို့လိုတယ်လိုအပ်ရင်လည်းလိုအပ်တယ်လို့ကျွန်တော်တို့ဒါပြုပြင်ဆောင်ရွက်မှုထိန်းချုပ်ပြုပြင်မှု adjustment ဒါကိုကျွန်တော်တို့ဆောင်ရွက်သွားဖို့လိုပါတယ်အဲ့တော့ဒါကဝန်ထမ်းရေးအားသုံးစွဲမှုဘိုင်းမှာဝန်ထမ်းရေးအားဒီအသုံးချမှုဘိုင်းမှာဒီ project management ဘိုင်းမှာစဉ်းစားရမယ့် PG ရဲ့အဆင့် တွေဖြစ်ပါတယ်အဲ့တော့ချက်များအဖြစ် resource planning နဲ့ resource planning ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ HR planning ကိုကျွန်တော်တို့စဉ်းစားတဲ့အခါမှာအဓိကအဖြစ်တကယ်အကောင့်တွေပေါ်တဲ့အခါမှာ project တွေမှာအဓိက challenges ပေါ့နော်စိန်ခေါ်မှုတွေကဘာလို့ရှိမလဲပထမစိန်ခေါ်မှုတစ်ခုကတော့ resource planning ဘိုင်းကိုစဉ်းစားရင်ချက်များအဖြစ် resource ရနိုင်စွမ်းအကန့်အသတ်ရှိတာတချို့ resource တွေကကုန်ကျစရိတ်များတာဒါတွေကတကယ်လက်တွေ့အကောင့်တွေပေါ်တဲ့အပိုင်းမှာစိန်ခေါ်မှုအကန့်အသတ်ရှိနိုင်တဲ့အပိုင်းတွေဖြစ်ပါတယ်နောက်တစ်ခုကတော့ resource လိုအပ်ချက်ကို တွက်ချက်တဲ့အခါမှာလူတည်တဲ့ရော့ပြီးတော့တွက်ချက်စဉ်းစားမိတာဒါဆိုရင်တော့လက်တွေ့အကောင့်တွေပေါ်တဲ့အပိုင်းမှာကျွန်တော်တို့ဒါခက်ခဲတွေဖြစ်လာနိုင်တယ်နောက်တစ်ခုကတော့ scheduling လုပ်တဲ့အခါမှာ resource သုံးစွဲမှုအပိုင်းမှာကို project ထဲမှာပဲနော် overlap လုပ်ွက်တဲ့ဒီဘက်လုပ်ွက် overlapping ဖြစ်တာမျိုးတွေနော် resource ခွဲမှုအပိုင်းမှာ conflict ဖြစ်တာမျိုးတွေဒါတွေကလည်း resource planning လုပ်တဲ့အပိုင်းမှာနဲ့လက်တွေ့အကောင့်တွေပေါ်တဲ့အပိုင်းမှာဖြစ်လာနိုင်တဲ့စိန်ခေါ်မှုတွေဖြစ်ပါတယ်နောက်တစ်ခုကတော့ HR planning ဘိုင်းဖြစ်ပါတယ်အဲ့တော့ HR planning ဘိုင်းမှာ planning လုပ်တဲ့စင်ရာတွေစပြီးတော့ ော့လက်တွေ့ project မှာ management လုပ်တဲ့အပိုင်းမှာအဓိကစိန်ခေါ်မှုတွေကတော့ scale shortages ကျွမ်းကျင်တဲ့ဝန်ထမ်းရှားပါးပြတ်လတ်တဲ့ပြဿနာတခါတရံကျတော့ကျွမ်းကျင်တဲ့ဝန်ထမ်းရတယ်ဒါပေမဲ့ high turnover rate လောက်က threaten no နော် project မပြီးခင်အလောက်က threaten no များတဲ့ပြဿနာမျိုးတွေနောက်တစ်ချက်ကတော့ကျွမ်းကျင်ဝန်ထမ်းနဲ့ဝန်ထမ်းအင်အားတော့လုံလောက်မှုရှိတယ်ဒါပေမဲ့တင်းအတွင်းမှာ project တင်းထဲမှာ communication gap ဖြစ်တဲ့ပြဿနာမျိုးတွေဂျိတ်ဆက်မိမိနဲ့အလုပ်မလုပ်နိုင်ဘူး communication gap ဖြစ်တာမျိုးဆိုရင်လည်း project ဒီ fail ဖြစ်တာ ာမျိုးတွေနှစ်ပွေးလေးလံတာမျိုးတွေကျွန်တော်တို့ဒါကြုံတွေ့ရနိုင်ပါတယ်ဆိုတော့ဒါဒီ resource planning နဲ့ HR planning ဒီ project တစ်ခုကိုအအောင်မြင်မြင်အကောင့်တွေပေါ်ရေးအတွက်အင်မတန်အရေးကြီးတဲ့စိတ်ပိုင်းတွေဖြစ်ပါတယ်ဒါကြောင့်မလို့ဒါကကျွန်တော်တို့သတိထားဆောင်ရရမယ့်အပိုင်းမှလည်းရှိပါတယ်နောက်တစ်ပိုင်းကတော့ဒီ challenges တွေကိုကျော်လွှားနိုင်ဖို့အတွက် solution ကဖြည့်ရှင်းချက်ကချင်းကပ်ပုံတွေကဘာတွေရှိသလဲအချို့တစ်ချက်ကတော့ resource planning ဘိုင်းကိုစဉ်းစားတဲ့အခါမှာအရေးကြီးတဲ့အပိုင်းက focusing လုပ်တဲ့အခါမှာခံမှန်းတဲ့အခါမှာကြီးကြီးကြကြခံမှန်းပြတ်ချက်နိုင်ဖို့လိုပါတယ်ဒါကြောင့်မလို့ သင်တော်တဲ့ project management tools တွေနည်းလမ်းတွေကိုသုံးပြီးတော့ resource planning လုပ်တဲ့အခါမှာတိတိကျကျခံမှန်းတွက်ချက်နိုင်မှုတွေအရေးကြီးတယ်။ဒါကအရေးကြီးတဲ့အပိုင်းတစ်ပိုင်းဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ဒီ ဘက်ကတ်နော်ဘဖာကျွန်တော်တို့ဒါ resource planning တခုထားခြင်းဖြစ်ပါတယ်အဲ့တော့အရေးအကြောင်းတစ်ခုဖြစ်လာရင်ကျွန်တော်တို့ဒါဘက်ကတ်သုံးဆွဲနိုင်ဖို့အတွက်အရန်သင့်ဒါထားရမယ်ဒါဒီအရေးကြီးတဲ့အပိုင်းတစ်ပိုင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ project ကို planning လုပ်စဉ်တည်းက resource planning မှာလည်းကပါဝင်သင့်ပါဝင်တိုက်တဲ့ stakeholder တွေအားလုံးပါဝင်အောင်စဉ်းစားဖို့လိုတယ်ဒါမှကျွန်တော်တို့ရဲ့ resource planning ဒီပြည့်စုံတဲ့ planning ဖြစ်မှာဖြစ်ပါတယ်နော်အားလုံးကိုချပြပြီးအားလုံးစီက validation ယူဖို့လိုတယ်ဒါမှသာ resource planning ဒီပြည့်စုံတဲ့အနေအထား ဖြစ်မှာဖြစ်ပါတယ်။ဒါဆိုရင်တော့စစကကျွန်တော်တို့ပြောခဲ့တဲ့ challenges တွေကိုကျွန်တော်တို့ဒါကြော်လွားနိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ HR planning ဘိုင်းဖြစ်ပါတယ်။အဲ့တော့ HR planning ဘိုင်းမှာစစကကြုံတွေ့နိုင်တဲ့ခက်ခဲတွေပြဿနာတွေကိုဘယ်လိုကြော်လွားမလဲ။နံပါတ်၁ချက်ကတော့ဝန်ထမ်းလုပ်သားတွေကို training and upskilling တွေချာချာလုပ်ဖို့ဖြစ်ပါတယ်။အဲ့တော့ project team မှာပါတဲ့လူတွေကိုတည်တည်ချာချာသင်တန်းပေးဖို့လိုတယ်၊လေ့ကျင့်ပေးဖို့လိုတယ်၊စွမ်းဆောင်ရည်ထက်မြင်အောင်ပြုစုပေးဖို့လိုတယ်။လုပ်ငန်းခွင်မှာလည်းအလုပ်ကထွက်မသွားအောင်မချိနှက်မှုညေအောင်ပြုသဘောဆောင်တဲ့ workplace culture လုပ်ငန်းခွင် ွင်စီမံခန့်မှုဆိုင်ရာအလေ့အကျတွေကိုအမြင့်တင်ဆောင်ရွက်ပေးဖို့လိုတယ်။နောက်အချိန်နဲ့အမျှလည်း HR plan ကိုပုံမှန်ပြန်ပြီးတော့သုံးသပ်ဖို့လိုတယ်။လိုရရင်လိုအပ်သလို HR စီမံခန့်မှုဘိုင်းမှာပို့ပြီးတော့ကောင်းမွန်လာအောင်ကျွန်တော်တို့က update လုပ်နိုင်ဖို့လိုပါတယ်။အဲ့တော့ဒီလိုမျိုးဆောင်ရွက်နိုင်နေဆိုရင်တော့ resource စီမံခန့်မှုဘိုင်းဒီအတူတူပြည့်ဒီ human resource နဲ့ပတ်သက်တဲ့စီမံခန့်မှုဘိုင်းဒီကြည့်အောင်ကောင်းမွန်လာမှာဖြစ်ပါတယ်။ အဲ့တော့ဒီတိောက်ကောင်းမှုပေါ်မှာအခြေတည်ပြီးတော့ project စီမံကောင်းမှုကလည်းပိုပြီးတော့အောင်မြင်ပေါ့မြောက်လာမှာဖြစ်ပါတယ်။အဲ့တော့ဒါကတော့ကျွန်တော်တို့ဒါရည်ကြီးတဲ့စဉ်းစားပုံတစ်ချို့ဖြစ်ပါတယ်။အဲ့တော့ဒီနေ့မှာကျွန်တော်တို့ဒါ resource planning နဲ့ပတ်သက်တဲ့ခြေခံ thinking ဘိုင်းကျွန်တော်တို့စဉ်းစားပုံဘိုင်းကိုအားလုံးကိုကျွန်တော်တို့ပြောင်းရွေးခဲ့ခြင်းဖြစ်ပါတယ်။အဲ့တော့နောက်ရက်နောက် topic တွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ပါမယ်။ဆောင်းမြောနောက်ထောင်ကျင်းအတွက်အားလုံးကိုကျွန်တော်တို့ကျေးဇူးတင်ပါတယ်။